ဣသရေဟာဇွန်လ13ရက်နေ့မှာ Rising Lion ဆိုတဲ့စစ်စင်ရေးတစ်ခုစတင်လိုက်ပါတယ်။ဒီစစ်စင်ရေးကခေတ်သစ်ဒေတာရင်းတမိုင်းမှာအပြင်းထန်ဆုံးစစ်စင်ရေးတွေကတစ်ခုဖြစ်လာနေပြီလို့ဆိုလိုပါတယ်။ဇွန်လ13ရက်နေ့ကတရက်ထဲမှာရင်ဣသရေကလေယာဉ်စီး200နဲ့ပစ်မှတ်တရာကိုတိုက်ခိုက်ခဲ့ပြီးလက်နက်ခဲယံ330ကျော်ပစ်ချခဲ့ပါတယ်။အီရန်ရဲ့နျူကလ িয়ার အခြေခံအဆောက်အအုံတွေကိုအကြီးအကျယ်ဖျက်ဆီးနိုင်ခဲ့တယ်လို့ထိပ်တန်းစစ်ဘက်နဲ့နျူကလ িয়ার ပညာရှင်တွေကလည်းဖယ်ရှားနိုင်ခဲ့တယ်လို့ပြောပါတယ်။ဣသရေရဲ့နောက်ထပ်ပစ်မှတ်က ဖော်ဒိုနျူကလ িয়ার ဆက်ရုံမှာဒီဆက်ရုံကမြေအောက်နက်နက်ရှမ်းရှမ်းမှာတိဆောက်ထားပြီးဘလို့တိုက်ခိုက်မှုမျိုးမဆိုခံနိုင်ရည်ရှိအောင်အထူးဒီဇိုင်းထုတ်ထားတဲ့ခံတက်ကြီးတစ်ခုပါဖော်ဒိုကိုအပီးတိုင်းဖျက်ဆီးဖို့ဆိုရင်ရိုးရိုးပုံးနေနဲ့မရပါဘူးမြေကြီးကိုဖောက်ထွင်းဝင်ရောက်နိုင်တဲ့ဘန်ဂါဘတ်စတာလို့ခေါ်တဲ့အထူးလက်နက်မျိုးလိုအပ်ပါတယ်အထူးသဖြင့် Massive Ordnance Penetrator MOB လို့ခေါ်တဲ့ဘန်ဂါဘတ်စတာမျိုးစားပါ American လီတက်ကတော့ဒါကိုရန်သူရဲ့အစုလိုက်အပြုံလိုက်ဖျက်ဆီးရေးလက်နက်ကို ကောင်းစွာကာဝယ်ထားတဲ့နေရာတွေမှာဖျက်ဆီးဖို့အတွက်အထူးဒီဇိုင်းထုတ်ထားတဲ့လက်နက်လို့ပြောပါရယ်ဖော်ဒိုဟာမြေကြီးအောင်နက်နက်ချာချာမြှုပ်ထားတဲ့အတွက်အစ္စရေးသုံးနေတဲ့ပုံမှန်လက်နက်တွေနဲ့ဆိုထိဖို့မဖြစ်နိုင်ပါဘူးဒီ MOB ဘုံကို2004ခုနှစ်ကတည်းကစမ်းသပ်ခဲ့ပြီး2008ခုနှစ်နဲ့2010ခုနှစ်တွေကြာမှာ American Leader သုတေသနဌာနနဲ့ကာဝယ်ရေးချင်းချောင်းမှုရှော့ချရေး Agency တို့နဲ့ပူးပေါင်းပြီးစမ်းသပ်မှုတွေလုပ်ခဲ့ရမှာအောင်မြင်ခဲ့ပါရယ် MOB ဟာပေါင်300လေးချိန်ရှိပြီးမြေအောက်ပင်200အထိထိုးဖောက်ဝင်ရောက်နိုင်တာ မပပွဲခင်ပြစ်မှတ်ရဲ့အောက်ထဲကိုနက်နက်ဆိုင်ဆိုင်ရောက်အောင်တူးဆော့ဝင်ရောက်နိုင်တယ်လို့ The Times of Israel ကဆိုပါတယ်။ Iran အတွက်ပူဆိုးတာက MOB ဘုံကိုသုံးမယ်ဆိုရင်တလုံးနဲ့မဟုတ်ပဲတလုံးပြီးတလုံးဇက်တိုက်ပြစ်ချနိုင်တယ်လို့ The Times of Israel ကပြောပါတယ်။ပထမတလုံးကပေ200ဒုတိယကပေ400နောက်ပြီး600 800စသဖြင့်အကာအကွယ်တွေမကျန်တော့ပဲပြစ်မှတ်ဆက်ယုံကြီးပဲကျန်တဲ့အထိဖောက်ထွင်းဝင်ရောက်သွားမှာပါ။ဒါကြောင့် Fordo ကိုဖယ်ရှားဖို့ MOB ဟာအကောင်းဆုံးရွေးချယ်မှုဖြစ်နိုင်ပါတယ်။ Fordo ဟာ Iran ရဲ့ဒုတိယမြောက်နျူကလ িয়ার တန့်တင်တဲ့ထောက်လုပ်တဲ့စက်ရုံဖြစ်ပြီး Nandes ကပထမပါ။ Israel က Nandes ကိုအပြင်းထန်တိုက်ခိုက်ထားပြီးပါပြီ။ IAEA အပြည်ပြည်ဆိုင်ရာအမှုမြစွမ်းရည်အေဂျင်စီက Nandes မှာသုံးတဲ့ Uranium Century Factory ဟာပြင်းထန်စွာထိခိုက်ပျက်စီးသွားပြီလို့ယုံကြည်နေပါတယ်။ IAEA ရဲ့အရာရှိတဦးက Israel ဟာမြေအောက်မှာရှိတဲ့ Century Factory ကိုတိုက်ရိုက်မထိခိုက်နိုင်ပေမဲ့ ထိခိုက်အောင်လှုပ်ဆောင်နိုင်ခဲ့တယ်လို့ပြောပါတယ်။အစ္စရေးတိုက်ခိုက်တဲ့ဒီနေရာတွေကယူရေနီယံကို60ရာခိုင်နှုန်းထိတန့်တင်အောင် လုပ်မဲ့အဓိကကြာရနေရာတွေဖြစ်ပါတယ်။60ရာခိုင်နှုန်းဆိုတာနျူကလ িয়ার လက်နက်တွေအတွက်လိုအပ်တဲ့60ရာခိုင်နှုန်းတန့်တင်မှုနဲ့ရှင်ရင်နှီးစက်နေပါပြီ။ဒါကြောင့်နန်ဒက်စ်ကတော့လောလောဆယ်အလုံးမလုံနိုင်တော့ပါဘူး။ဒါကအစ္စရေးကို Fordosi Iron Site ဖို့အခွင့်အရေးပေးလိုက်တာပါ။နန်ဒက်စ်ကတင်းခဲ့တဲ့ Fordosi Iron ဟာအီရန်မြို့တော်တီဟီရန်ရဲ့အနောက်တောင်ဘက်မိုင်60လောက်ကွာမှာရှိတဲ့တောင်ဘက်ချမ်းမှာတည်ဆောက်ထားတယ်လို့ The Times of Israel ကဆိုပါတယ်။အီရန်ကဒီဆက်ယုံရှိတာကို2009ခုနှစ်မှာလူသိရှင်ကြားဒီပြုခဲ့ပြီးအဲ့ဒီမတိုင်ခင်၃နှစ်ကလေးကစတင်လဲပတ်ခဲ့ပုံရပါတယ်။ Fordo က Israel တဲ့ပြဿနာဖြစ်နေတာကမြေအောက်ပေ260ထိနက်နက်ရှာရှာမြုပ်ထားလို့ပါ။အီရန်နဲ့ရုရှားရဲ့လေကြောင်းရန်ကာဝေးစနစ်တွေကလည်းကာကွယ်ပေးထားပေမဲ့ Israel ရဲ့ Mossad agent တွေဟာ Rising Lion စစ်စင်ရေးမဆိုင်ငင်ကလေးကဒီလိုကာကွယ်ရေးစနစ်တွေကိုဖျက်ဆီးနိုင်ခဲ့တယ်လို့ Israel ကအတည်ပြုထားပါတယ်။ Fordo ဆက်ယုံကြီးကိုမြေပြင်ကနေကြည့်ရင် တောင်တန်းကြီးရဲ့ကိုတူးဆွာထားတဲ့ဥမင်၅ခုရဲ့ဝင်ပေါက်တွေကျဲပြတ်နဲ့လုံကြုံရေးနယ်မြေနဲ့ကြီးမားတဲ့အဆောက်အုံကြီးကိုမြင်ရမှာပါအစ္စရေးကဒါရီအလုံးကိုတိုက်ခိုက်နိုင်ပါတယ်ဥမင်တွေကိုဖျက်ဆီးပြီးအဆောက်အုံတွေကိုဖျက်ဆီးလိုက်ရင်အီရန်နျူကလ িয়ার လုပ်ငန်းတွေလုတ်ကင်နေသူတွေဖော်ဒိုးတွေကိုဝင်ထမ်းနိုင်တော့မှာမဟုတ်တော့ပါဘူးဒါပေမဲ့ဒါကယာယီပဲဖြစ်ပါလိမ့်မယ်အစ္စရေးဟာဖော်ဒိုးကိုပုံမှန်လက်နက်တွေနဲ့ပြစ်မှတ်ထားခဲ့ပြီးသားလို့ CNN ကပြောပါတယ်ဒါပေမဲ့နန်ဒတ်ဆက်ယုံလိုမျိုးပြင်းထန်တဲ့ပျက်စီးမှုတွေမဖြစ်ခဲ့ပါဘူး အီရန်ရဲ့နျူကလ িয়ার လက်နက်ထုတ်လုပ်မှုစွမ်းရည်တွေကိုအပီးတိုင်ဖယ်ရှားပစ်ဖို့ဆိုရင်အစ္စရေးကပိုပြီးလှုံ့ဆော်မှုလိုအပ်ပါတယ်။ဖော်ဒိုမှာယူရေနီယံဆန်ဖရီဖက်2900ရှိတယ်လို့ IAEA ကဆိုပါတယ်။ဒီဆန်ဖရီဖက်တွေကယူရေနီယံကို60ရာခိုင်နှုန်းအထိတန့်တင်အောင်လုပ်နေပြီးသားပါ။ IAEA ကမေလ31ရက်နေ့အစည်းအဝေးခမ်းသာမှာနျူကလ িয়ার လက်နက်မပိုင်ဆိုင်တဲ့နိုင်ငံတွေထဲကတခုတည်းသောနိုင်ငံဖြစ်တဲ့အီရန်ကအလွန်တန့်တင်တဲ့ယူရေနီယံကိုအကြီးအကျယ်ထုတ်လုပ်ပြီးစုဆောင်းနေတာဟာအလေးနက်စိုးရိမ်စရာဖြစ်တယ်လို့ဖော်ပြထားပါတယ်။ နျူကလ িয়ার ဆွမ်းရင်အတွက်ဆိုရင်ယူရေနီယံကို3.8ရာခိုင်နှုန်းနဲ့3.5ရာခိုင်နှုန်းကြားပဲကျွဲဝအောင်လုပ်ဖို့လိုအပ်တယ်လို့ World Nuclear Association ကပြောပါရယ်60ရာခိုင်နှုန်းအထိရောက်အောင်လုပ်ဖို့ကလုံးဝမလိုအပ်ပါဘူးပိုဆိုးတာက IAEA ဟာ2023ခုနှစ် match လကလေးကဖော်ထုတ်မှရှိတဲ့ယူရေနီယံအချို့ကို73.8ရာခိုင်နှုန်းအထိကျွဲဝအောင်လုပ်ထားတာကိုတွေ့ရှိခဲ့တယ်လို့ဆိုပါရယ်ဒါဟာနျူကလ িয়ার ထိပ်ဖို့မှ3နိုင်လောက်အောင်တန့်တင်ဖို့အတွက်9ရာခိုင်နှုန်းလောက်ပဲလိုအပ်လိုအပ်တော့တာပါ ။ဒါကြောင့် Fordo ကိုယာယီတိုက်ခိုက်တာဟာမလုံလောက်ပါဘူး။ MOB ဘန်ကဖြတ်ပုံးဟာစက်ယုံကိုထာဝရဖယ်ရှားဖို့အတွက်အဓိကတော့ချက်ပါ။ The New York Times ကဇွန်လ16ရက်နေ့မှာ Israel ဟာဒီမြောက်စက်ယုံကိုသူ့ဘာသာသူဖျက်ဆီးနိုင်မှာမဟုတ်ဘူးလို့ရေဘူးရအဖြစ်သိထားကြတယ်။ MOB ကိုလိုအပ်လိမ့်မယ်။ MOB ကိုပြစ်လွတ်ဖို့အတွက်လည်းဒီလက်နက်ကိုတည်ဆောက်နိုင်တဲ့တခုတည်းသောလေယာဉ်ဖြစ်တဲ့ Northrop Grumman ကထုတ်လုပ်တဲ့ B2 Spirit Street Bomber လေယာဉ်ကိုလည်းလိုအပ်လိမ့်မယ်လို့យေသားခဲ့ပါတယ်။ ဗီဒူးလေယာဉ်တွေကိုအမေရိကန်လေတပ်ကပဲမောင်းနှင်ပြီးအစ္စရေးပါဝင်ဘယ်နိုင်ငံကမှမရောက်သေးပါဘူးဗီဒူးဟာပေါင်၄000လေးချိန်ရှိတဲ့လက်နက်တွေကိုတည်ဆောင်နိုင်ပါတယ် MOB ကိုတည်ဆောင်မှုလုံလောက်တဲ့ပမာဏဖြစ်ပြီး The Times of Israel သတင်းအရ Banga Buster နှလုံးကိုယ်တော်အောင်မြင်စွာတည်ဆောင်နိုင်မှုစမ်းသပ်ထားပြီးပါပြီဗီဒူးဟာစီမဖြစ်ပဲမိုင်း9000အထိပြန်တန်းနိုင်ပြီးလေထဲမှာစီဖြစ်ပေတဲ့လေယာဉ်ရဲ့အကူအညီနဲ့ဆိုမိုင်း1000ကျော်အထိရောက်နိုင်ပါတယ်အမေရိကန်ကဗီဒူးကိုကမ္ဘာပေါ်ကဘယ်နေရာကိုမဆိုပို့ဆောင်နိုင်အောင် လေထဲမှာအချိန်ကြာကြီးပြန်တန်းခိုင်းထားပါဗျ။ဒါကြောင့်ဖော်ဒိုကိုတိုက်ခိုက်မဲ့စစ်စင်ရင်မှာ American ထုတ် American မောင်းနေတဲ့လေယာဉ်တွေပို့ပြီးပါဝင်လာစီမှာပါ။ဒါက Israel Drop ပြဿနာတစ်ခုဖြစ်လာပါဗျ။ဖော်ဒိုကိုထာဝရဖျက်ဆီးဖို့အတွက် American နဲ့ MOB ကိုလိုအပ်နေတာပါ။အခုမေးကြရကတော့ဒီအဲ့ဒီအကူအညီကိုရနိုင်မလားဆိုတာပါပဲ။နေပေါင်းများသာကြောင့် Israel က American ရဲ့စွမ်းအားကြီးမားတဲ့ Banga Bastin ဘုံးတွေမတုံးမဲ Fordo ကိုဖျက်ဆီးဖို့အစီအစဉ်ပေါင်းစုံချမှတ်ခဲ့ပါတယ်။အဲ့ဒီအစီအစဉ်တွေကတခုက ဘရက်အိုဘားမားအစိုးရလက်ထက်မှာအမေရိကန်ထိပ်တန်းယာရှိတွေကိုတင်ပြခဲ့တဲ့အစီအစဉ်မှာအဲ့ဒီအစီအစဉ်ရာအစ္စရေးကရဟတ်ရင်တွေနဲ့ကွန်မန်ဒိုတွေကိုဖော်ဒိုစီပို့ဆောင်ပြီးစင်းသက်ကစက်ရုံတဲကိုဝင်ရောက်ပြီးဖောက်ခွဲရေးပစ္စည်းတွေနဲ့ထောင်ပြီးထွက်ပြေးမှာပါဒီလိုရက်ကစစ်ပွဲအခြေအနေကိုအစွန်ဆုံးအထိတွန်းပို့လိုက်မှာပါအစ္စရေးဟာဒီလိုမျိုးစစ်စင်ရေးကိုရခင်ကလှုပ်ဆောင်ခဲ့ပူပါလေဒါပေမဲ့2024ခုနှစ်စက်တင်ဘာလမှာ The New York Times က ဟစ်ဘိုလာနဲ့ဆက်ဆက်နေတဲ့စီးရီးယားနိုင်ငံတွေကလျှို့ဝှက်လက်နက်စက်ရုံတစ်ခုကိုတိုက်ခိုက်ခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်။အဲဒီစက်ရုံကိုပြင်းထန်တဲ့လေကြောင်းတိုက်ခိုက်မှုတွေနဲ့ထိမှန်ပြီးနောက်အစ္စရေးကွန်မန်ဒိုတွေဝင်ရောက်စီးနင်းပြီးဖောက်ခွဲရေးပစ္စည်းတွေနဲ့ဖျက်ဆီးခဲ့ပါတယ်။ဒါပေမဲ့ဖော်ဒူကတော့မတူပါဘူး။သူကပို့ပြီးကာကွယ်ထားပြီးဒီလိုတိုက်ခိုက်မှုမျိုးကနျူကလ িয়ার ဓာတ်ရောင်ကြီးနဲ့အမှုန်တွေကိုလေဒုကိုထုတ်လွှတ်နိုင်ပါတယ်။ဘန်ဂါဘူစတာနဲ့တိုက်ခိုက်တာကနျူကလ িয়ার ပစ္စည်းထုတ်လွှတ်မှုအန္တရာယ်မရှိဘူးလို့တော့မဆိုလိုပါဘူး။ဒါပေမဲ့မြေပြင်မှာစစ်သားတွေချထားမယ်ဆိုရင် အစ္စရေးဟာသူ့ရဲ့အကောင်းဆုံးကွန်မန်ဒိုအချို့ကိုနျူကလ িয়ার တက်ရောက်ကြီးတင်နိုင်တဲ့အန်ဒီယန်နဲ့ရင်ဆိုင်ရစီမှာဖြစ်ပါတယ်။အစ္စရေးတွေနောက်ထပ်ရွေးချယ်စရာတစ်ခုကတော့ဖော်ဒိုကိုလေကြောင်းတိုက်ခိုက်မှုတွေအသုံးပြုပြီးအလုံးမလုံးနိုင်အောင်လှုံ့ဆော်တာပါပဲ။အစ္စရေးကအီရန်ပေါ်လေကြောင်းလွှမ်းမှုမှုရရှိပြီလို့ယုံကြည်နေတာကြောင့်ဒါကဖြစ်နိုင်ခြေရှိတဲ့အခြေအနေတစ်ခုပါ။ဒါပေမဲ့ဒီရွေးချယ်မှုမှာအစိုးပိုင်းကပြောခဲ့တဲ့ပြဿနာတစ်ခုရှိပါတယ်။ဖော်ဒိုဆက်ယုံအလုံးမလုံးနိုင်အောင်တိုက်ခိုက်တာကဆက်ယုံလည်းလဲပတ်မှုကလုံးဝရပ်တန့်စီမှာမဟုတ်ပါဘူး။ ။အစ္စရေးလင်တွေအီရန်ထဲမှာလှုပ်ရှားနေသမျှကာလပတ်လုံးဖော်ဒိုးကိုလုံးမလုံးနိုင်အောင်ထိန်းထားနိုင်ပေမဲ့အစ္စရေးထွက်သွားတာနဲ့အီရန်ကစစ်ရုံကိုပြန်လည်လည်ပတ်နိုင်ဖို့လိုအပ်တဲ့ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေကိုစတင်မှာပါ။လုံးဝနဲ့အပြီးတိုင်ဖျက်ဆီးဖို့အတွက်အမေရိကန်လုံဘန်ကာဘုံကိုလိုအပ်ပါတယ်။ဒါတွေအလုံးကကျွန်တော်တို့အစိုးပိုင်းကမေးခဲ့တဲ့မေးခွန်းစီပြန်ရောက်လာပါတယ်။အမေရိကန်ပါဝင်ပတ်သက်လား။ပါဝင်မယ်ဆိုရင်ခိတပင်ကွန်ဗဟိုကွက်ကဲမှုဌာနအကြီးအကဲဗိုလ်ချုပ်ကဒါဟာခက်ခဲတဲ့စစ်စင်ရင်ဖြစ်လိမ့်မယ်လို့ဆိုပါတယ် MOB ဟာပေါင်3040ချိန်ရှိတဲ့ဘုံတုံးဖြစ်ပြီးပေတရာနဲ့နဲ့အထိထိုးဖောက်နိုင်ပေမဲ့ဖော်ဒိုးကိုဖျက်ဆီးဖို့လိုအပ်တဲ့တိုက်ခိုက်မှုတွေကိုစီတင်တဲ့အခါမှာနီးပညာပိုင်းဆိုင်ရာနဲ့စိန်ခေါ်မှုတွေအများကြီးပါဝင်နေပါတယ်။ပထမဒေါ်နယ်ထရန့်အစိုးရလက်ထက်မှာတာဝန်ထမ်းဆောင်ခဲ့တဲ့ဗဟုကုကဲမှုဌာနအကြီးအကဲဟောင်းဗိုလ်ချုပ်ဂျိုးဆပ်ဖိုဒယ်ကတော့ကြီးမားတဲ့နိုင်ငံတကာဂျိုးဆပ်တွေကိုလည်းထည့်သွင်းစဉ်းစားဖို့လိုတယ်လို့ဆိုပါတယ်။အမေရိကန်ပြည်ထောင်စုကအီရန်ရဲ့ချုပ်ချာအာဏာကိုတရားမဝင်တိုက်ခိုက်မှုလို့ရှုမြင်နိုင်တဲ့ကိစ္စရမှာ အစ္စရေးနဲ့ပူးပေါင်းခဲ့တယ်ဆိုတဲ့အချက်နဲ့ပတ်သက်ပြီးနိုင်ငံတကာမှာအကျိုးဆက်တွေအမှန်တကယ်ရှိလာမှာပါလို့ဗိုဒယ်ကပြောကြားခဲ့ပါတယ်။အထူးသဖြင့်နျူကလ িয়ার ပစ္စည်းတွေလေတူတဲကိုထွက်လာနိုင်တဲ့အန္တရာယ်အကြောင်းဖြစ်ပါတယ်။ဒီအခြေအနေမျိုးကိုအမေရိကန်ကမလို့ချင်ပါဘူး။အရှိလေပိုင်းကတင်းမာတဲ့အခြေအနေတွေကိုထည့်သွင်းစဉ်းစားရင်အမေရိကန်ကိုအစ္စလာမ်နိုင်ငံများတော်မှာဖီလိန်ဖြစ်မြင်ကြပါလိမ့်မယ်။ဘန်ကာဘက်စတင် MOB ကိုအသုံးပြုခဲ့ရင်တန်တမန်နီးလန်းနဲ့အရှိလေပိုင်းအခြေအနေကိုလွှမ်းမိုးနိုင်တဲ့ရော့ကျသွားပါလိမ့်မယ်။ဒါကြောင့်အမေရိကန်နဲ့အစ္စရေးတို့ပူးပေါင်းပြီး MOB ကို Fordo ကိုတိုက်ခတ်ဖို့ပူးပေါင်းမယ်ဆိုရင်စိန်ခေါ်မှုတွေအများကြီးရှိနေတယ်ဆိုတာရှင်းပါတယ်။အခုချိန်မှာတော့ Trent ကသူဘာတွေတွင်းနေလဲဆိုတာအများသိအောင်မပြောသေးပါဘူး။ကနေဒါမှာမကြသေးငငါကျင်းပါခဲ့တဲ့ G7 ထိပ်သီးစည်းဝေးမှာ Trent ကိုအီရန်မှာ American ပါဝင်ပတ်သက်ဖို့ဘာတွေလိုအပ်မလဲလို့မေးတဲ့အခါသူ့ရဲ့ဖြေကရိုးရှင်းပါတယ်။အဲ့ဒီအကြောင်းအခုမပြောချင်ဘူးလို့ပြန်ဖြေခဲ့ပါတယ်။ Trent ကမေးခွန်းကိုရှောင်ထွေးနေပါတယ်။ဒါပေမဲ့အခြေအနေကိုအကြကြီးဆက်ထိန်းနိုင်တာထိုင်းထားမှာမဟုတ်ပါဘူး။ ထရန့်ရဲ့တမရရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှု၃ခုသလုံးမှာသူဟာလိဗျအာဖဂန်နစ္စတန်နဲ့အီရတ်တို့မှာအမေရိကန်ပါဝင်ပတ်သက်ခဲ့တဲ့အစိုးရပြောင်းလဲရေးစစ်ပွဲတွေကိုစတင်သူဖြစ်သူ့ကိုယ်သူရပ်တည်ခဲ့တာပါယူကရိန်းစစ်ပွဲပေါ်သူ့ရဲ့ချင်းကပ်မှုမှာလည်းစစ်ဆန့်ကျင်တဲ့အရေးအယံတွေကိုတွေ့ရပါတယ်အစ္စရေးနဲ့အီရန်တို့ကြားတင်းမာမှုတွေအရင်မြင့်တက်လာနေတဲ့အတွက်အမေရိကန်ကရှုပ်ထွေးတဲ့လမ်းစုံလမ်းကွာမှာရောက်နေပါတယ်အစ္စရေးကိုအမေရိကန်ကရေရှည်ထောက်ခံမှုတွေပေးထားပြီးအစ္စရေးဝန်ကြီးချုပ်နေတန်ညာဟုက အမေရိကန်ရဲ့စစ်ရေးပါဝင်မှုကိုတောင်းတောင်းဆိုနေတာတွေ့ရပါတယ်။အမေရိကန်ကအီရန်ရဲ့နျူကလ িয়ার စီစဉ်တဲ့ပတ်သက်ပြီးအီရန်နဲ့စကားပြောနေချိန်မှာပဲအစ္စရေးကအီရန်ကိုတိုက်ခိုက်ဖို့ရွေးချယ်လိုက်တာဟာတိုက်ဆိုင်မှုမဟုတ်ပါဘူး။တမရထရန့်အနေနဲ့စစ်ပွဲတွေကနေရှောင်ရှားဖို့သူ့ရဲ့မဲဆွယ်စီယုံရေးကိရိတဲ့အမေရိကန်ပြည်ရင်းကအစ္စရေးရဲ့အားအကောင်းဆုံးမဟာမိတ်တွေဖြစ်တဲ့ဂျူးဖွဲ့စုတွေနဲ့အေဝန်ဂေလီ great christian တွေရဲ့ထောက်ခံမှုတွေကြားမှာခက်ခဲတဲ့ဆုံးဖြတ်ချက်ချရမှာဖြစ်ပါတယ်။ လက်ရှိ Trump အစိုးရကနေထွက်လာတဲ့သတင်းစကားတွေကလည်းရှင်းရှင်းလင်းလင်းမရှိပါဘူး။တစ်ဖက်မှာ American ကစစ်ထဲဝင်ဖို့ပြင်ဆင်နေပုံရပါတယ်။ဇွန်လ18ရက်နေ့မှာ Trump က Tehran မြို့ကန်တွေကိုရွှေ့ပြောင်းဖို့တိုက်တွန်းခဲ့ပြီး Israel နဲ့ပူးပေါင်းပြီး Fordo မှာဘန်ကာဘုံးတွေသုံးဖို့လိုအပ်တဲ့စစ်ရေးစွမ်းရည်အချို့ကိုအရှေ့လိုက်ပိုင်းမှာဖြန့်ကျက်ချထားလောက်ကိုတွေ့ရပါတယ်။စီဖြစ်လျင်30ကျော်ကိုယောပါကိုပို့ထားပြီး USS Nimitz လေယာဉ်တင်သမော့နဲ့သူ့ရဲ့တိုက်ခိုက်ရေးအုပ်စုကိုလည်းအရှေ့လေပိုင်းကိုပို့ထားပါတယ်။ American ဖြတ်သိမ်းမော့နှစ်ဆင့်ကလည်းမြေထဲပင်လယ်မှာ အီရန်ဒုံးကျည်တိုက်ခိုက်မှုတွေကလည်းအစ္စရေးကိုကာကွယ်ဖို့ကူညီနေပါတယ်။ဒါရီအလုံးကရှေ့လေပိုင်းမှာအမေရိကန်ရဲ့စစ်ပြင်ဆင်မှုအနေထားကိုပြသနေတာဖြစ်ပြီးတပ်ဖွဲ့ဝင်၄တောင်းတိုက်လေရင်တွေစစ်သည်မော်တွေနဲ့၄ချောင်းရန်ကာဝေးရေးစနစ်တွေပါဝင်ပါတယ်။ထရန့်ကလည်းသူ့ရဲ့မျိုးသားလုံခြုံရေးအဖွဲ့နဲ့လည်းအစည်းအဝေးတွေလုပ်နေပါတယ်။ထရန့်ရဲ့ social media post post တွေကလည်းစိတ်ဝင်စားစရာပါ။ဇွန်လ18ရက်နေ့မှာသူက True Social မှာအီရန်ကောင်းကင်ရန်တစ်ခုလုံးကိုကျွန်တော်တို့အပြည့်အဝထိန်းချုပ်ထားပြီလို့ရေးခဲ့ပြီး ျွန်တော်တို့ဆိုတဲ့စကားလုံးကိုတုံးထားတာကအမေရိကန်ရဲ့အခန့်ကဏ္ဍကိုမိမောင်းထုတ်ပြနေပါတယ်။နောက်ထပ် post တစ်ခုမှာတော့အီရန်ကောင်းဆောင်ပေါင်းအောင်တဲ့နေရာကိုတိပေမဲ့အခုတော့အသေးသက်မှမဟုတ်ဘူးလို့ပြောခဲ့ပြီးအီရန်ကရဲသားတွေနဲ့အမေရိကန်စစ်သားတွေပြစ်မှတ်မထားဖို့တတိပေးခဲ့ပါတယ်။ဒီတတိပေးချက်တွေကအမေရိကန်ဟာအစ္စရေးကိုဖော်ဒိုမှာဘန်ဂါဘူစတာသုံးဝင်ပေးဖို့ဆန္ဒရှိနေတာနဲ့ Rising Lion စစ်စင်ရေးမှာအမေရိကန်လက်နက်တွေအသုံးပြုတာကြောင့်အစ္စရေးရဲ့အောင်မြင်မှုအတွက်ဒဇိတပိုင်းဂုံယူတောင်းပြသနေတာဖြစ်နိုင်ပါတယ်။ ဒါ့ရိမဲ့အီရန်ဘက်ကနေအမေရိကန်ရဲသားတွေဒါမှမဟုတ်စစ်သားတွေကိုတိုက်ခိုက်ခြင်းမရှိသေး၍အမေရိကန်ကလည်းစစ်စစ်ရေးအရတိုက်ရိုက်ပအဝင်မှုကိုအတိပြုထားတာမရှိသေးပါဘူး။အီရန်ကလည်းအမေရိကန်ကိုပအဝင်ပတ်သက်စေမဲ့ဘာကိုမှမလုပ်မိအောင်တတိထားနေတာကိုတွေ့ရပါတယ်။အမေရိကန်ဥပဒေပြုမှတ်အမတ်တွေကလည်းအမေရိကန်ရဲ့ပါဝင်မှုကိုတားမြစ်ဖို့ကြိုးစားနေကြပါတယ်။အစ္စရေးဒရက်ကတော့အီရန်မှာအစိုးရပြောင်းလဲဖန်တီးမှုကအဓိကပန်းနိုင်ဖြစ်နေပါတယ်။အီရန်ပြည်သူတွေကလည်းအစ္စလာမ်မြေသမရနိုင်ငံကိုဖယ်ရှားဖို့တောင်းဆိုနေတာကိုတွေ့ရပြီး Ryzen Lion စစ်စင်ရင်းနဲ့ဒီလိုပုံကံမှုမျိုးကိုအားပေးဖို့ Israel ကကြိုးစားနေတာဖြစ်နိုင်ပါတယ်။ Fordo မှာ Banga Booster အသုံးပြုဖို့လားလာနိုင်ပတ်သက်ပြီးဒါဟာ Nuclear ဆက်ရုံကိုဖျက်ဆီးနိုင်မယ်တခုတည်းသောလက်နက်ဖြစ်ပေမဲ့ Israel က American ရဲ့ထောက်ခံမှုကိုရခိုင်ရင်တောင်ဖြစ်ပေါ်လာနိုင်တဲ့နိုင်ငံတကာအကျိုးဆက်တွေကိုကင်တွယ်ရမှာဖြစ်ပါတယ်။အကယ်၍ပန်းနိုင်ငံက Iran ပြည်တွင်းပုံကံမှုကိုအားပေးဖို့ဆိုရင် Nuclear ပစ္စည်းတွေလေတူထဲကိုထုတ်လွှတ်နိုင်တဲ့နေရာတစ်ခုကိုဘုံကျဲခြင်းဟာမှန်ကန်တဲ့နည်းလမ်းမဟုတ်ပါဘူး။ ဘန်ဂါဘတ်စတင်ဘုံရဲ့ထိန်းချက်မှုကလုံလောက်ချင်မှလုံလောက်မှာပါ။အီရန်ပြည်သူတွေကိုလက်ရှိအစိုးရကိုဖယ်ရှားပစ်ဖို့တွန်းအားပေးနိုင်ခဲ့ရင် MOB ကိုတုံးစရာမလိုတော့ပါဘူး။အခုချိန်မှာတော့အမေရိကန်နဲ့အီရန်တို့ဓာတ်ရိုက်ပဋိပက္ခစီတဖြည်းဖြည်းနီးကပ်လာနေပုံရပါတယ်။ကဲဒီလိုနဲ့အစ္စရေးနဲ့အီရန်တို့ကြားကတိမ်မာမှုတွေကတဖြည်းဖြည်းမြင့်တက်လာနေပြီးအမေရိကန်ပြည်ထောင်စုရဲ့ပါဝင်ပတ်သက်မှုကလည်းအထူးကြားတဲ့မေးခွန်းတစ်ခုဖြစ်လာနေပါတယ်။ထရမ့်အစိုးရရဲ့ရောထွက်နေတဲ့သတင်းစကားတွေအမေရိကန်စစ်တပ်ရဲ့ပြင်ဆင်မှုတွေ ထရန့်ရဲ့ဆိုရှယ်မီဒီယာ post တွေကအခြေအနေကိုပိုပြီးရှုပ်ထွေးစေပါတယ်။ Fordo လိုနျူကလ িয়ার ဆက်ရုံကိုအပြီးတိုင်ဖျက်ဆီးဖို့ MOB လိုမျိုး Banker Booster ဘုံကြီးတွေလိုအပ်နေပြီးဒါတွေကလည်း American လက်ထဲမှာပဲရှိနေတာပါ။ Israel နေနဲ့ဒီလိုဘုံကြီးတွေရဲ့အကူအညီမပါပဲ Iran ရဲ့ nuclear site ကိုလုံးဝပပအောင်လုပ်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ဒါပေမဲ့ American ကဒီကိစ္စမှာဘယ်လိုဆုံးဖြတ်မလဲဆိုတာကတော့လောလောဆယ်မေးခွန်းထုတ်เสียပါ။သမ္မတ Trump ကတော့စစ်ပွဲတွေကနေရှောင်ရှားခြင်းနဲ့မဲဆွယ်စီယုံရေးကတိတွေပေးထားသလို ပြည်တွင်းကအစ္စရေးရဲ့အမကန်ထောက်ခံသူတွေရဲ့ PR တွေကိုလည်းရင်ဆိုင်နေရပါတယ်။ဒီပြည်ပခါမှာအမေရိကန်တိုက်ရိုက်ပါဝင်လာမယ်ဆိုရင်ဖြစ်ပေါ်လာမယ့်နိုင်ငံတကာအကျိုးဆက်တွေအထူးသဖြင့်နျူကလ িয়ার ပစ္စည်းတွေပြန့်နှံ့နိုင်တဲ့အန်ရွယ်တွေကလည်းကြီးမာပါတယ်။ဒါဆိုရင်အမေရိကန်ဟာအီရန်နဲ့တိုက်ရိုက်ပြည်ပခါတွေကိုဝင်လာတော့မလား။ဒါမှမဟုတ်အစ္စရေးကိုလိုအပ်တဲ့အထောက်ပံ့တွေပေးရင်လည်းအခြေအနေကိုစောင့်ကြည့်နေမလားဆိုတာကအခုချိန်မှာကမ္ဘာကြီးရဲ့အရေးကြီးဆုံးမေးခွန်းဖြစ်နေပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။